ရုရှားကယူကရိန်းရဲ့ KF မြို့တော်ကိုဒရုန်းနဲ့စံချိန်တင်တိုက်ခိုက်နေချိန်မှာယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးဟာမေ၁၈ရက်ကအမေရိကန်ဒူးသမ္မတ JD Vance နဲ့တွေ့ဆုံခဲ့ပါတယ်။ဒါဟာဖေဖော်ဝါရီလကဇယ်လန်စကီးနဲ့ Vance တို့ကြားအင်ပီရိုမှာအခြေတင်စကားများခဲ့ပြီးတဲ့နောက်ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။ သုံးနှစ်ကျော်အတွင်းယူကရိန်းနဲ့ရုရှားအကြားပထမဆုံးအကြိမ်တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်နှစ်ရက်အကြာမှာ၎င်းတို့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ယူကရိန်းနဲ့ရုရှားဟာတူရကီမှာဆွေးနွေးခဲ့ချိန်မှာအပြစ်ခက်ရေးဆေးသဘောတူညီမှုမရခဲ့ပေအကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်သာရရှိခဲ့ပါတယ်။ကျွန်တော်တို့အစ္စတန်ဘူမှာဆွေးနွေးခဲ့ပါတယ်။ရုရှားဘက်ကဆုံးဖြတ်ချက်၆ပိုင်းခွင့်မရှိတဲ့အစ်စ်နိုင်ကိုယ်စားလှယ်အဖွဲ့ကိုဆင်လုခဲ့ပါတယ်လို့ဇယ်လန်စကီကအီတလီနိုင်ငံရောမမြို့တော်မှာရှိတဲ့ အမေရိကန်တပ်အမတ်ရဲ့နေအိမ်မှာဘန်းစ်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် Telegram မှာရေးသားခဲ့ပါတယ်။ဇယ်လန်စကီနဲ့ဘန်စတိုဟာဗာတီကန်မှာပုံရဟန်းမင်းကြီးလီယိုရဲ့ကျန်းသက်စာကျင်းစုပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။ဒီကျန်းသက်စာကျင်းစုပွဲကိုအမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရိုဘီယိုနဲ့ဇယ်လန်စကီရဲ့လက်ထောက်အန်ဒရီယာမတ်တိုလည်းတက်ရောက်ခဲ့ပါတယ်။ ဘန့်စ်နဲ့ဇယ်လင်စကီတို့ဟာယူကရိန်းမှာဖြစ်ပွားနေတဲ့သွေးချောင်းစီးလူသက်ပွဲကိုအဆုံးသတ်ဖို့၎င်းတို့ရဲ့ရည်မှန်းချက်တွေကိုဆွေးနွေးခဲ့တယ်လို့အင်ပီရိုကထုတ်ပြန်ခဲ့ပါတယ်။အင်ပီရိုကထုတ်ပြန်တဲ့တပ်ပုံတွေမှာဘန့်စ်နဲ့ဇယ်လင်စကီတို့ဟာပြုံးနေတဲ့ပုံတွေကိုမြင်တွေ့ရပြီးဒါဟာဖေဖော်ဝါရီလကအင်ပီရိုမှာအခြေတင်စကားများခဲ့တဲ့ညင်ခွင်းနဲ့စန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။